နော်ဘွားရဲ့ဒါပြဿနာကြောင့်ငန်းခွဲပြင်းစင်းလိုက်ကြရဖြစ်တဲ့လမ်းမိုင်နဲ့နန်းစုခွေရဲ့ပိုင်းအတွင်းမှာယင်းဒီဆုံးချစ်သူတွေကနေမသက်ဆိုင်တော့တဲ့တစိမ့်တွေကိုရောက်သွားတာကလမ်းမိုင်နဲ့နန်းစုလीဆိုပါခုဆိုရင်တော့ဘေကောတော့တော့ကန်ဆက်တယ်ဆိုပြီးတော့အမြဲတမ်းတဘူဒရရင်မြင်တင်ရမယ်လမ်းမိုင်နဲ့နန်းစုလीဆိုဖို့အခွေရဲ့ပိုင်းအတွင်းမှာဖွင့်လင့်ခဲ့တဲ့ဖွင့်ပွဲတွေမှာတော့မသက်ဆိုင်တဲ့တစိမ့်တွေဖြစ်နေမြင်နေရပါတယ်သူတို့ပြင်တော့နန်းစုလीဆိုဟာလမ်းမိုင်နဲ့ပတ်သက်ချင်တော့တဲ့ပုံရိပ်တွေကိုပြသခဲ့တာပါ ဓိကအပြင်တော့လွမ်းမိုင်နဲ့အချစ်ဇလန်မှာအရင်တောင်ဖြစ်ခဲ့ရတဲ့နန်းဆွေလီဆိုဟာဆိုရင်လည်းအခုချိန်ထိလွမ်းမိုင်ကိုမခေါ်နိုင်မပြောနိုင်ဖြစ်နေခဲ့ကြောင်းကိုပေါ်လင်းထင်ရှားနေခဲ့ပါတယ်။လွမ်းမိုင်ကအင်းက73နှစ်ကျော်ကြာလက်တွဲခဲ့တဲ့သူ့ရဲ့ချစ်သူကောင်မလေးထထက်ကိုမြစ်တာကျွေးတွေဆက်ချင်နေဆိုတဲ့အကြောင်းပြနေတဲ့သူနဲ့ခိုးစားခဲ့တဲ့ဇလန်ကိုဖော်ထုတ်ခဲ့တာပါ။ထထက်ရဲ့နာမည်တက်ပြောပိုင်ခွင့်မရှိမိရတဲ့တချင်းအောင်မှာသူကတော့ဘသူဆိုတာကိုနာမည်တက်ပြီးတော့ပြပြခဲ့တာပါ။ ီလိုမျိုးပြပြလာတဲ့အချိန်မှာလည်းတနိုင်ငံလုံးမှာတောင်းလေးကိုပွက်လွန်ရိုက်သွားခဲ့ပြီးတော့အဓိကတည်ရခံဖြစ်တဲ့နော်ဖောရဲ့ထားရဲ့အကြောင်းတွေကပေါ်လွင်လာတာဖြစ်ပါရင်ဒါပေမဲ့နော်ဖောရဲ့ထားနဲ့ခိုးဆောင်ခဲ့ပါရင်ဆိုရင်သူကိုယ်တိုင်ဝန်ခံခဲ့တဲ့အချိန်မှာတော့လက်ရှိမှာတွဲနေတဲ့မမနန်းဆွေတွေဆိုကလည်းပြဿနာတွေတက်သွားခဲ့ရတာပါနန်းဆွေတွေဆိုကလက်ရှိတရားဝင်တွဲနေသူတွေဖြစ်နေခဲ့ပေမဲ့နှစ်ယောက်သားကညှင်းဆန်နေကြအောင်ဒါကလည်းလွှမ်းမိုင်ဘက်ကနေပြဿနာတွေဖြစ်ရှင်းဖို့မပြီးသေးတာကြောင့်နောက်ပြီးကြမှာတွဲမယ်ဆိုပြီးတော့ချွေးသိမ့်ထားခဲ့တာဖြစ်ပါရင် ီလိုပြောခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ပြည်ထနာကြီးကျယ်တက်ပြီးတော့တကယ်တမ်းမှာသူမနဲ့လည်းတရားဝင်တွဲမလာခဲ့တဲ့အတွက်နန်းစွန်ဒီဆိုကစိတ်ကောက်သွားခဲ့တာပါ။ဒါကြောင့်သူတို့နှစ်ယောက်အနေနဲ့ပွဲခန်းတာတစ်ခုမှာလုပ်ငန်းရှင်တွေကဖိတ်ကြားလို့သာတူတက်ခဲ့ရပေမဲ့လည်းမခေါ်နိုင်မပြောနိုင်အောင်ဖြစ်နေခဲ့ရပါတယ်။ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့အဆိုပါပွဲခန်းတာမှာဆိုရင်လွှမ်းမိုင်နဲ့နန်းစွန်ဒီဆိုပါဝင်တခြားအနုပညာရှင်တွေများစွာတက်ရောက်ခဲ့ပါတယ်။အရင်ကဆိုရင်နှစ်ယောက်သားကနီကက်ဆော်နဲ့အတူနေပြီးတော့ကန်ဆက်နေကြပါမယ်။ခုကတော့ကန်တွေရောရေဆက်တွေပါမဆက်တော့ဘဲနဲ့ဝေးကွာသွားခဲ့ရတာပါ။ နှစ်ယောက်သာတူမထိုင်ခြင်းနဲ့အတွက်နေဝင်းကိုချားကနေခေါ်ထိုင်ထားခဲ့တာဖြစ်ပြီးဟိုဘက်ဒီဘက်လှည့်ပြီးတော့စိတ်ကောက်နေခဲ့ကြတာပါဓမ္မုံနေတူတွင်းရတဲ့ခါမှလည်းသူတို့နှစ်ယောက်ရင်စုံနှဲပုံထွက်လာတော့ပဲနေပိုင်ငါမရိုက်ဘူးမရိုက်ချင်လဲနေပါဆိုပြီးဘယ်တပ်ပုံမှမှသူတို့နှစ်ယောက်တို့ရိုက်ကုထားတဲ့ပုံပမာလာပါဘူးဒီလိုမျိုးပွဲခန်းတန်းကြီးကိုလုပ်ငန်းရှင်တွေကဖိတ်ဖို့တက်ခင်ရပေမယ့်ခလေးတွေရံဖြစ်ပြီးစိတ်ကောက်နေလိုမျိုးမခေါ်နိုင်ပြောနိုင်ဖြစ်အောင်ဖြစ်နေခဲ့ကြတာပဲဖြစ်ပိုင်းဘက်ပိုင်ကလည်းသူ့ရဲ့ကိစ္စဖြေရှင်းပြီးတဲ့နောက်ပိုင်းမှာတော့တော့ဖွင့်ထားတဲ့မကောင်းတာတွေကိုဖော်ထုတ်ခဲ့တယ်လို့ထက်တဲ့ကိုလည်းမြစ်တာကျွေးတွေပြန်ဆက်ခဲ့ပြီးပါပြီ ဒါကြောင့်သူမနဲ့တရားဝင်တွေ့ဖို့အတွက်နန်းစရီစိုးကစောင့်ဆိုင်းနေပေမယ့်လောမိုင်ကတော့ခုချိန်ထိကိုဘာမှမသိလို့ပဲနေနေခဲ့တာဖြစ်ပါတယ်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့လောမိုင်ကတော့ဖွင့်ရထားဆိုပြီးတော့ပြောဆိုတာပြောခဲ့ပေမယ့်နေရောင်သားနန်းနေကြတဲ့ဗီဒီယိုဖိုင်ကြီးကိုနန်းစရီစိုးကတိတ်တိတ်လေးဖြန့်လိုက်တာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ဝင်းမြောက်စလုံးကတရားနဲ့တရားအပြန်လန်အဖြစ်တွေမြင်ကြပြီးတော့စိတ်ကောက်နေနေခုလိုကန်နေမဆက်မခေါ်နိုင်မပြောနိုင်ဘောင်ရရှိသွားနေတာပါ။အရင်ကဆိုရင်နှမ်းမိုင်နဲ့နန်းစရီဆိုအောင်ဘယ်ခန္ဓာပွဲကိုပဲတက်တန်းတူတူရှိနေပေမဲ့လည်းခုချိန်မှာတော့နန်းစရီဆိုအောင်နှမ်းမိုင်ကိုသတိပြောင်းလို့ဆက်ဆံလိုက်ပဲဖြစ်ပါတယ် ။လူမညာလောကမှာနန်းစရီဆိုဟာအချစ်ကြီးတယ်လို့အမျက်လိုက်ကြည့်လို့ဆိုရင်ဒါကြောင့်လည်းနန်းစရီဆိုဟာအရင်ချစ်သူဟောင်းဂျီဖက်ကိုဆုံးပစ်ခဲ့ရပါ။အခုဆိုရင်နန်းစရီဆိုဟာနှမပိုင်ကိုလည်းတစ်ချိန်လုံးကဂျီဖက်လိုပဲဆုံးပစ်လိုက်ပါပြီ။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောနှမပိုင်နဲ့ကမ်ဆက်တော်ပဲနဲ့ချင်းမောကဆက်သွယ်ဖြစ်လိုက်တဲ့နန်းစရီဆိုပေါ်မှာမိမိတို့ရဲ့မြင်လေးရှင်နဲ့မှတ်ချက်ပေးသွားကြပါအောင်ရှင်။